မှန်တရားကြီး၅မျိုးကိုအမြဲမပြတ်စဉ်းစားရမယ်ဆင်ခြင်ရမယ်နှလုံးသွင်းရမယ်လို့မြတ်စွာဘုရားဟောထားတဲ့ဒေသနာအဲ့ဒီအမှန်တရားကြီး၅ချက်ကိုစဉ်းစားဆင်ခြင်နှလုံးသွင်းမယ်ဆိုလို့ရှိရင်မကောင်းမှုအကုသိုလ်တွေကို ဖြစ်ပေါ်စေတဲ့အထင်ရောက်မှုမှန်အမျိုးမျိုးကိုဖယ်ရှားပြီးတော့နောက်ဆုံးတန်ရောစဉ်ကုန်ခန်းတဲ့အနုတရားတွေကိုပယ်ဖြတ်နိုင်တဲ့ နော်မဲ့ညံဖူညံနေရပြီးတော့နိဗ္ဗာန်တော်မျက်မှောက်ပြုနိုင်လေလို့မြတ်စွာဘုရားဟောတယ်။အဲ့တော့အဲ့ဒီအမှန်တရားကြီး၅မျိုးအဘိနပစ္စခိတ္တဗံအမျက်မပြတ်စဉ်းစားဆင်ခြင်ရမဲလို့ဆိုတဲ့အမှန်တရားကြီး၅မျိုးအဲ့ဒီမှန်တရားကြီး၅မျိုးကဘာလို့ဆိုတော့လူတိုင်းရဲ့နှုတ်ဖြားမှာစောင့်ပုတ်လေးအနေနဲ့တောင်ရှိပြတာဖြစ်ခြင်းဖြစ်မယ်နော်။အိုနာတေကွဲကန်နဲ့တွဲအမြဲနေတိုင်းရှု။ဒါမုန်းခြင်းဆိုတော့ဘုရားကြီးရဲ့လက်ရ မြတ်စွာဘုရားရဲ့ဒေသနာလေးကိုလှုပ်ထဲမှာစောင့်ဖို့လွယ်အောင်နှိချုပ်ပြီးတော့စီစဉ်ပေးထားတာအလုံးမကောက်မှာ။ဩနာတေကွဲကံနဲ့တွဲအမြဲနေတိုင်းရှု။ဒါဟာမိမိခန္ဓာသူတော်ဘာခန္ဓာလို့ဆိုတဲ့ဒီဘဝရဲ့ဒီလောကရဲ့အမှန်တရားကြီး၅မျိုးဟုတ်လား။ဩရတယ်ဆိုတာဘဝခန္ဓာရဲ့မလွဲမသွေတွေ့ရမယ်ကြုံရမယ်တဘာဝတရား။ ဘာနဲ့မှတိမ့်လို့ရှောင်လို့မရဘူး။အဲယုတ်တည်နေတယ်ဆိုတာအိုတက်တဲ့သဘောရှိတယ်။နော်။အိုးကိုအိုရမယ်။အိုခြင်းတရားကိုမလွန်ဆန်နိုင်တဲ့တရားတွေပဲ။ဖြစ်လာပြီးရင်အိုရမယ်။နော်။အိုမင်းဟောင်းတွန်းဆွေးမြေ့သွားတဲ့သဘော။တဘောရဲ့အမှန်တရားကြီး။အဲ့ဒါကိုစဉ်းစားရမယ်စဉ်းကြရမယ်ငါဟာအိုခြင်းသဘောတရားရှိတယ်အိုခြင်းသဘောတရားကိုမလွန်ဆန်နိုင်ဘူးဒီလိုစဉ်းစားရမယ် ဲ့လိုမြန်စဉ်းစားမယ်ဆိုလို့ရှိရင်နုပြူခြင်းကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့မှန်ကိုဖယ်ရှားနိုင်တယ်အဖယ်ရှားနိုင်မှုဆိုရင်တော့နေပါသွားစေနိုင်တယ်အဲ့ဒီနုပြူခြင်းကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့မှန်ဟာလည်းပဲမကောင်းမှုအကုသိုလ်တွေကို ဖြစ်ပေါ်စေတယ်ငါအရွယ်ရှိသေးတယ်ဆိုတဲ့အမြင်ကကောင်းတဲ့ဘက်ကိုသူကမသွားဘူးမကောင်းတဲ့ဘက်ကိုသွားတာဟုတ်လားဒါကြောင့်အကုသိုလ်ရဲ့အကြောင်းတရားဖြစ်တဲ့ နဝရမန်လို့ဆိုတဲ့နုပြုံမှုကိုအကြောင်းပြုပြီးဖြစ်တဲ့မန်ကိုဒါရီဟာအိုတတ်တဲ့သဘာဝတွေအမြဲနုပြုံနေမှာမဟုတ်ဘူးလို့ဒီအမှန်တရားကိုစဉ်းစားဆင်ခြင်ကြရဖြစ်ဘုံဘုံတို့တွေရနေပါတော့အောင်ကြိုးစားရမယ်တဆင့်တက်ပြီးတော့ဖယ်ရှားနိုင်အောင်ကြိုးစားရမယ်လက်စွာဘုရားဟောတာလေးကအလုံးမစနစ်ကြတယ်အကြောင်းအကျိုးလေးနဲ့ဟောတာနော်ဒီလိုစဉ်းစားရင်ဒီလိုမကောင်းတဲ့တရားကိုပယ်နိုင်တယ်လို့ဟောတာဒါပထမအမှန်တရားပါနော်ပြီးတော့ဘာတော့နာတဲ့ နာကျင်ခံခက်တဲ့သဘာဝနော်ဘုံဘုံတို့ရဲ့ဘဝခန္ဓာကြီးကနာကျင်ခံခက်မှုကိုနော်တွေးရမယ်ကြုံရမယ်ရှောင်လွဲလို့မရနော်အခံရခက်တဲ့သဘောနော်အတိတ်ဘဝသူများကိုနှိမ့်ဆက်ညှင်းဆဲခဲ့တဲ့ကံတွေမြတ်အထူးပါလာပဲဆိုလို့ရှိရင်တော့အမြဲတမ်းလိုလိုအော်ဟစ်နေရတယ်ညှဉ်းညူနေရတယ်အနေအထားမျိုးတွေနဲ့နော်အချိန်ကုန်ကုန်လွန်သွားရတဲ့လူတွေချို့မရှိဘူးလားရှိတယ်အဲ့လိုသဒ္ဒဝါကြီးမဖြစ်အောင်တောင်မှ ဒီနာကျင်ခံခတ်မှုတော့ပုံပုံတို့ဟာအနည်းနဲ့များဆိုသလိုတွေးကိုတွေးရမယ်ကြုံကိုကြုံရမယ်ဒါဟာရှောင်လို့မရဘူးတနည်းအားဖြင့်ဒီဘဝခန္ဓာကြီးဟာနာကျင်ခံခတ်တဲ့တဲ့သဘာဝကြီးပဲဟုတ်လားတက်တောင့်တက်တာအမြဲဖြစ်နေတတ်တဲ့သဘာဝကြီးမဟုတ်ဘူးဒါအမှန်တရားအဲ့ဒါကိုပုံပုံတို့ဟာစိတ်ထဲမှာနှောကြည့်နေအောင်စဉ်းစားရမယ်ဆင်ခြင်ရမယ်ဟုတ်လားနားလာလို့ရှိရင်လက်မခံနိုင်တဲ့သဘောတွေနဲ့ဒေါသတွေနဲ့ဒေါမနတတွေနဲ့မပေါက်ကွဲအောင် ဟုတ်လားတချို့ကနာကျင်သဘောတရားကိုမေ့နေတဲ့အခါကျတော့နာလာပြီဆိုတာနဲ့ငါကစဉ်းစားဆင်ခြင်ထားတာမရှိတဲ့အခါကျတော့စိတ်ထဲမှာဒါကြီးကိုပါတော့လက်မခံနိုင်ဘူးဆန့်ကျင်ကန့်ကွက်ပြီးတော့ဘာမှလည်းအကြောင်းမထူပဲနဲ့စိတ်ရဲ့ဆင်းရဲခြင်းကိုထပ်ဆင့်ပြီးတော့ယူကြတာပေါ့ခန္ဓာကိုယ်ကတော့နားနေလို့အခံရခဲ့ရတဲ့ကြားတဲ့စိတ်ကမထားတတ်လို့ထပ်ပြီးတော့ဘာဖြစ်တော့ဒေါသနဲ့ပူရတယ်လောင်ရတယ်ဟုတ်လား ဒါကြောင့်အဲ့ဒီအခြေအနေမျိုးကိုကျုံးလာပြီဆိုလို့ရှိရင်တတ္တကွင်းရအောင်သောသောတရားစခန္ဓာရဲ့ဒီနာတတ်တဲ့သဘာဝကိုကြွန့်ကျင်အောင်ဘုံဘုံတို့တွေကလေ့လာထားမှာဒါကြီးကဒီသဘောရှိတယ်ရှောင်းမရဘူးအဲ့လိုစဉ်းစားရမယ်ဆင်ခြင်ရမယ်ဒါယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်လူဖြစ်ဖြစ်ယံဖြစ်ဖြစ်ဘလို့လူမျိုးမဆိုချွန့်ချက်မရှိဘူးเนาะအဲ့လိုစဉ်းစားဆင်ခြင်မယ်ဆိုလို့ရှိရင်ကျမ်းမာခြင်းကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့မှန်အလောက်ကြမှန်အဲ့ဒါကိုဖယ်ရှားနိုင်တယ်သို့မဟုတ်နေပါသွားစီလိမ့်မယ် ်အဲ့ဒီမှာလည်းပဲမကောင်းမှုကိုဖြစ်စေတဲ့အတွက်ကြောင့်နေပါစေတဲ့နဲ့ဖေရှားပြစ်တဲ့နဲ့မန္တမျိုးပေါ့နော်အဲ့ဒီမှာကိုလည်းပဲမြတ်စွာဘုရားနော်နာတတ်တဲ့တဘာဝစဉ်းစားဆင်ခြင်ညာဖြင့်နေပါစေရမယ်ဖေရှားပြစ်ရမယ်လို့အဲ့လိုဟောတယ်။အိုခြင်းနာခြင်းပြီးတော့ပါတော့တေဆုံးခြင်းယစီခြင်းဥထုဇဉ်တတ္တဝါတွေအကြောက်လန့်ဆုံးဘေးကြီးပေါ့ဘလိုပင်ကြောက်ကုန်냐လည်းပဲတည်တဲ့တဲ့ဘဝခန္ဓာကိုရထားတဲ့အတွက်ကြောင့်ဒီဘဝမှာတော့ ပေးခြင်းသဘောတရားကိုဘလို့မှမလွန်ဆန်နိုင်တော့တွေ့ရမယ်ကြုံရမယ်ဖရာတော်မှာရှောင်လွှဲလို့မရတဲ့အမှန်တရားကြီးမသေးခြင်းမူဆိုရင်သေတတ်တဲ့ခန္ဓာမရအောင်လုပ်ဖို့ပဲတည်တနည်းပဲရှိဟုတ်လားသေတတ်တဲ့ခန္ဓာဘာလို့ရရနေတာတော့ဘောဟာဒုက္ခသစ္စာပဲဆိုတဲ့ဘောဟာရဲ့မကောင်းတဲ့အချက်အမှန်တရားကြီးကိုမမြင်တဲ့အတွက်ကြောင့်ဘောဟာရဲ့ပုံမှာမမောမှုတွတ်တာမှုဆွေးလန်းမှုနဲ့ ဘဝတဏ္ဍာရ်ရစ်ပတ်ပွဲ့နောင်ပြီတောနေလု့တ်တဲ့ဘဝတွေကထကထကရတည်တဲ့တဲ့ဘဝရပြီဟေ့ဆိုရင်ကတော့ဘာလို့လို့မှမရသေးကိုတရားလိုက်မယ်နေတာနဲ့မြန်တာပဲကွာမယ်အရင်နဲ့နောက်ပဲကွာမယ်သေကိုတရားလိုက်မယ်ဒါအမှန်တရားကြီးပဲဟုတ်လားအဲ့ဒီအမှန်တရားကြီးကစဉ်းစားဆင်ခြင်ပဲဆိုလို့ရှိရင်အလွန်ကြီးမားတဲ့အစွမ်းအာနိသင်ထွက်တယ်အဲ့ဒါဘာလို့ဆိုခံနိုင်ရည်ပေါ့နော် ပျက်စီးလာပြီဆိုရင်အများစုကတူတူကိုကိုမခံနိုင်ဘူးကိုချစ်တဲ့လူတွေပျက်စီးပြီဆိုရင်မခံနိုင်ဘူးလက်မခံနိုင်ဘူးမခံနိုင်လို့ငိုတာပေါ့ကိုချစ်တဲ့လူပျက်စီးရင်မခံနိုင်ဘူးဆိုရင်ကိုအချစ်ဆုံးဆိုတဲ့ကိုခန္ဓာကြီးပျက်စီးမယ်ဆိုရင်ပို့လို့တောင်ခံနိုင်မှာမဟုတ်ဘူးဟုတ်တယ်မဟုတ်လားအဲ့ဒီကြတော့မှတကယ်ပူမှာနော်ကိုချစ်တဲ့လူသေလို့ပူတဲ့အပူကဘာမှမဟုတ်သေးဘူးနော်ဒါတောင်ပူလှကြီးလောင်လှကြီးဆိုတော့တချို့တက်တော်တာတွေဝါးရှိသေးတယ်ဟုတ်လားအင်း ကိုခြေဆုံးခန္ဓာပြည့်စည်ပြီကိုခြေဆုံးခန္ဓာပဲခန္ဓာတော့ကိုခန္ဓာပဲကိုခန္ဓာပြည့်စည်ပြီဆိုတော့အဲ့ဒါတဲ့အစာပေါင်းများစွာတာလုံးတဲ့ဒုက္ခကိုမဖြစ်စေနိုင်လေလို့ဒါကိုတော့ကြိုတင်ပြီးတော့ဘုံတို့ဘလို့ထားဖို့လို့တော့နားလေထားဟုတ်လားဒါကြောင့်ရှောင်လွဲလို့မရတဲ့ဒီပြည့်စည်ခြင်းသိဆုံးခြင်းဘဝခန္ဓာရဲ့အမှန်တရားကြီးတော့စဉ်းစားဆင်ခြင်မယ်ဆိုရင်အလွန်ကြီးမားတဲ့အာကိုတဲ့အာကိုထိုက်တဲ့နော်ဆွမ်းအားတတ္တိတွေကိုတောင်ရသွားစေနိုင် ပေးခြင်းတရားစဉ်းစားထားဆင်ញင်ထားရှောင်လို့မရဘူးပြီးမှအထိတ်တလန့်နဲ့ထူးထူးဆန်းဆန်းတွေလုပ်နေလို့မရဘူးကြောက်ပါတယ်လက်ပါတယ်ပြောလို့လည်းပဲလွတ်မှာမဟုတ်ဘူးတချို့ဆိုရင်ပြောရတာရှိရဲ့အမကယ်နိုင်ကြတော့ဘူးလားမရှိမကြောက်ပြောကြတော့တာတကယ်လဲအကြောင်းထူးတာလည်းမဟုတ်ဘူးမကယ်နိုင်ဘူးလားလို့မေးလဲကယ်နိုင်မဲ့လူကရှိလားလက်ရှိမှာတော့ကယ်မဲ့လူကွာစားသူလည်းသွားရမှာလေအကုန်လုံးဘဝအတူတည်းအကြီးပဲဟုတ်လားဒါကြောင့်သေခြင်းတရားဆိုတာအလွန်တရာမှ နော်စဉ်းစားမယ်ဆိုရင်ဆွမ်းအားတတိမြင်မာတဲ့လူသားတယောက်ရဲ့အနေအထားကိုရောက်ရှိနိုင်။ဒါကြောင့်မြတ်စွာဘုရားတည်ခြင်းကိုစဉ်းစားလို့ခိုင်းတယ်။အဲ့ဒါတည်ခြင်းကိုစဉ်းစားရင်ဘာဖြစ်တော့ရှင်သန်မှုကိုအကြောင်းပြုပြီးဖြစ်တဲ့မှန်ဇီဝိတမှန်အဲ့ဒီမှန်ကိုနည်းပါးသေးတယ်သို့မဟုတ်ဖယ်ရှားပြင်နိုင်။အဲ့ဒီမှာလည်းမကောင်းမှုကိုဖြစ်စေလို့မြတ်စွာဘုရားဖယ်ရှားတဲ့နဲ့မန္တမျိုးလို့ခေါ်တယ်။ဘုန်းတော်ကနေနေရတယ်ကိုယ့်ကိုမသေးဘူးထင်နေတယ်မသေးဘူးလို့ထင်တဲ့အထင်နဲ့မှန်တဲ့ဟာတွဲနေတယ် သေကောင်ပေါင်းလည်းမရှိပြီးတော့နေလားညာလားဟာငါပဲချိန်မှန်းသေမလဲမသေဘူးဆိုတဲ့လူမမဘဝရောက်နေတဲ့အနေအထားမျိုးနဲ့အခုမမချာချာနဲ့ကိုကိုကိုသေလူလို့မတွေ့ဖဲနဲ့နေနေတဲ့အနေအထားစိတ်ရဲ့အခြေအနေချင်းကအများကြီးမခွာချဘူးလားမချရနော်ဟွာကြတော့သူကမာအကုန်ကြနေပြီကိုကခဏနေသွားတော့မယ်ဘယ်ချိန်သွားမှမသိတာပဲရှိတယ်သွားတော့မယ်လို့လက်ခံထားလိုက်ပြီးဆိုလို့ရှိရင်ဘာမှကြံတာတွေကအရေးမကြီးတော့ဘူးငါဘယ်သူကဘာပြောနေတာ ဘသူကငါပေါ်ဘလို့ထင်းနေတာအာထားလိုက်တော့အဲ့ဒါတွေဘာမှအရေးမကြီးဘူးဘသူကဘာဖြစ်နေတာဘယ်နာကဘာတွေဖြစ်နေတာအင်းထားလိုက်တော့အဲ့ဒါတွေဘာမှအရေးမကြီးဘူးဟောဆိုမာမရှိဘူးလေဇီဝိတမာမရှိဘူးလေသေမယ်ဆိုတာကြီးကိုသိနေတယ်အဲ့လိုပဲဘုံဘုံတို့ကသေကောင်ပေါင်းလဲအနေထားကိုမရောက်သေးတော့မှသေခြင်းကိုနီးနီးဆက်ဆက်မြင်းနေမယ်ဩငါသေလို့ချိန်မေးသေးနိုင်တယ်နော်လို့တွေးနေမယ်ဆိုရင်ဘဝရဲ့အရေးအပါဆုံးအရာခေါင်းထဲရောက်နေတဲ့အတွက်ကြောင့်ကျန်တဲ့ကိစ္စတွေကဘာမှသိပြီးတော့ အရေးမပါတော့ခုကျန်တာတွေကိုဘုန်းဘုန်းတို့ကသိပြီးတော့အရေးပါနေတယ်ဟာဟိုကလည်းအရေးပါဒီကလည်းအရေးပါဆိုတာ တကယ်အရေးပါတဲ့နဲ့အရေးအပါဆုံးအရာတည်ခြင်းတရားကိုကောင်းတဲ့ကိုဆွဆွမြင်းမြင်းမရောက်သေးလို့ဟုတ်လားဒါကြောင့်မြတ်စွာဘုရားအဲ့ဒီဇီဝိတမှာရှင်သန်ခြင်းကိုအကြောင်းပြုပြီးဖြစ်တဲ့မှန်ကိုတည်ခြင်းကိုစဉ်းစားခြင်းအဖြစ်ဖယ်ရှားနိုင်တယ်သို့မဟုတ်နှဲပါသွားစေလိမ့်မယ်ဒါဆိုရင်အဲ့ဒီမှန်ကြောင့်ဖြစ်တဲ့အကုသိုလ်တွေကိုလည်းဘုန်းဘုန်းတို့ကဖယ်ရှားပြီးသားဖြစ်သွားတယ်နှဲပါစေပြီးသားလည်းဖြစ်သွားတယ်ဟုတ်လား မတရားပဲနဲ့ချက်ရှိပြီးတော့၃ချက်ပူခြင်းနာခြင်းတေခြင်းဟုတ်လား၅ချက်ပြီးအောင်ပြောမယ်နော်။အိုနာတေကိုယ်ကနဲ့တွဲဟုတ်လား။မိမိချစ်ခင်ရဲ့မျက်နှာနဲ့တက်အပ်တဲ့သက်ရှိသက်မဲ့အရာအားလုံးနဲ့မိမိတို့တွေကအမြဲတမ်းအတူတကွရှင်တွဲပြီးတော့နေကြရမှာမဟုတ်ဘူး။ဘလောက်ပဲစိတ်သဘောထားချင်းတိုက်ဆိုင်လို့ဘလောက်ပဲစိတ်ထဲကနှစ်သက်မျက်နှာမှုတွေနဲ့အမြစ်တာတွေနဲ့တန်ရောစင်တွေနဲ့ထွေးလုံးရစ်ပတ်ခတ်ပြီးတော့နေပေမယ့်လို့ ဒါမြဲတမ်းရမယ်အခွင့်အလမ်းတစ်ခုမဟုတ်ဘူးပြီးရင်မဖြစ်ရပါတော့ကွဲကြမှာဘယ်အချိန်မှတော့မသိဘူးเนาะတည်ခြင်းပုံမှာမူတည်ပြီးတော့နှခွဲခွာခြင်းရဲ့ဟုတ်လားနှစ်ဆိုင်မှုနှခွဲခွာခြင်းရဲ့အဲဘယ်လိုပြောမလို့ခွဲခွာခြင်းရလည်းပဲအမျိုးမျိုးရှိတာဟုတ်เนาะအရာတစ်ပါးကိုသွားလို့ခိတ္တခဏခွဲခွာတာရှိတယ်တချို့လည်းပဲ အဲခဏလေးခွဲသွားတာလို့ထင်ပြီးတော့နောက်ဆုံးသေးသွားတော့တခါမှပြန်မတွေ့ရတဲ့လူတောင်ရှိသေးတယ်။ဟုတ်လား။တချို့မတည်ဘူးလေ။သေပြီဆိုရင်တော့ပြီးခွဲရတာ။အိုး။အဲ့တော့သူ့ကိုတည်လိုက်မယ်လို့လ်မည်ဘူး။နေမှကိုစကပြောလိုက်သေးတ်။ဟာ။ဒါနောက်ဆုံးပဲလို့မတည်နိုင်ဘူး။ဟုတ်လား။တချို့ကိုယ်နဲ့စကားပြောလိုက်ရတယ်။ဟာ။အော်နောက်ဆုံးမှလား။ဟိုတနေ့ကဆိုတော့ဒါဖုန်းဖုန်းစီကိုဖုန်းဖုန်းရဲ့ဦးလေးကြီးလာတယ်။စကားတွေပြောရ။ဟုတ်လား။ ကားတွေကိုပြောလို့မပြီးနိုင်ဘူးပြောနေကြတာဟာအဲ့ဒီတုန်းကဒါငါနောက်ဆုံးပြောရမှာလို့ဒါငါအခုနောက်ဆုံးပြောနေတာနောက်ထပ်ဒီဦးလေးရဲ့မျက်နှာကိုငါထပ်မမြင်ရတော့ဘူးလို့ဘုန်းဘုန်းတို့မသိဘူးသူကလည်းပဲအော်ငါတူစီကိုလာတာဒါနောက်ဆုံးပဲနော်ဒီเจ้าကိုလာတာဒါနောက်ဆုံးပဲလို့သူလည်းမသိဘူးဒါပေမဲ့တကယ်တကယ်တော့ဘာဖြစ်သွားအဲ့ဒါနောက်ဆုံးပဲအဲ့ဒါပြီးတော့မမြင်ရတော့ဘူးမတွေ့ရတော့ဘူးသူစကားသံလည်းမကြားရတော့ဘူးအဲ့လိုပဲလူသားတွေဟာ ိုပြောနေတဲ့စကားကိုတွေ့နေရတဲ့အနေအထားဟုတ်လားဒီဟာတွေဟာနောက်ဆုံးပါလားလို့တချို့ဆိုရင်မသိကြဘူးတချို့ကလည်းအဲ့ဒါနောက်ဆုံးဖြစ်ချင်းဖြစ်နေနိုင်တယ်ပေါ့ဟုတ်လားဒါကြောင့်သိခြင်းကိုစဉ်းစားလို့ရှိရင်နော်ခွဲခွာခြင်းကိုလည်းပဲတစ်ခါတလေဒီပိုင်းတည်းထဲသာစဉ်းစားပြီးသားလည်းဖြစ်သွားတတ်သေးတယ်သိခြင်းကိုအကြောင်းပြုပြီးတော့ခွဲကြရတာအများကြီးရှိတာပေါ့ဟုတ်လားအဲ့တော့ဒီခွဲခွာခြင်းဆိုတာလည်းပဲနော်အလွန်ကိုစဉ်းစားတဲ့အရာဘာလို့ဆိုတော့ဘုမနုရဲ့စိတ်တွေက ကိုဘဝလေးကိုအခိုင်အမာပြုတ်ပြီးတော့နေတယ်လို့ကိုနဲ့နီးစပ်တဲ့လူတွေရဲ့ဘဝရဲ့အပေါ်မှာလည်းပဲအခိုင်အမာပြုတ်ပြီးတော့နေနေကြတာကိုဘဝမှာကိုသားလည်းအရေးပါတယ်မဟုတ်ကိုဘေးကလူတွေကလည်းကိုချစ်တဲ့လူတွေကလည်းတချို့ဆိုထတ်တူထမြအရေးပါနေကြတာရှိတယ်ဟာအဲ့ဒါခွဲခွာပြီးဆိုရင်အလွန်ခံရခက်မယ်အဲ့ဒါအလွန်နာကျင်မှုဖြစ်မယ်ပေါ့နော်စိတ်ထဲမှာတော်ရမြတ်စွာဘုရားဒီခွဲခွာမှုကိုလည်းပဲစဉ်းစားထားသူလည်းအမှန်တရားကြီးရှောင်လို့မရဘူး ်အတူနေရတယ်ဆိုတာတကယ်ကခွဲဖို့ရှင်းရတယ်ဆိုတာသေဖို့မားရတယ်ဆိုတာနာဖို့ပြိုးရတယ်ဆိုတာအိုဖို့တကယ်တမ်းကဟုတ်လားအဲ့ဒါကိုဘုံဘုံတို့ကကြွန့်ကျင်ထားမှာစိတ်ထဲမှာဒါကိုအထူးဆန်းကြီးဖြစ်အောင်မထားသင့်ဘူးเนาะတွေ့လာကြုံလာလို့ရှင်အော်ဒါကြီးကတဘာဝပဲဒီနေ့ပြီးရင်မနေ့ပြန်အသေးချာပေါက်ရောက်လာမှာဖြစ်တယ်လို့နောက်အတူနေပြီးရင်ခွဲခွာမှုအသေးချာပေါက်ရောက်လာမှာဆိုတာဘုံဘုံတို့ကလက်ခံထားရမယ်မခွဲခင်ကဆိုကြည်ပြွန်ထားရမယ်ဟုတ်လားမကွဲခင်ကခွဲထားမှာကွဲလာတဲ့ခါတတ်တာ ကောမကွဲခင်ကတွဲထားတဲ့အခါကျတော့ကွဲလာတော့အဲ့ဒါအမြင်မပြတ်ဟာဒုက္ခတွေရောက်တော့တာစိတ်တွေဆေးမရှိဘူးเนาะဒါကြိုတင်ပြင်ဆင်မှုနဲ့ပဲဘုန်းဘုန်းတို့ရဲ့စိတ်ကိုကုစားရမယ်ဟုတ်လားတရားဆေးကလွဲလို့ကျင်တဲ့ဆေးမရှိဘူးအဲ့ဒါမြတ်စွာဘုရားဒီကွဲကွာခြင်းကိုစဉ်းစားရင်ဘာဖြစ်မှာတော့တယောက်ပေါ်တယောက်เนาะဆန္ဒရာဂလို့ဆိုတဲ့လောဘတွေတန်ရောစင်နေနဲ့ထွေလုံးရစ်ပတ်ခတ်ပြီးတော့နေတဲ့အနေအထားတွေကိုလျှော့ချနိုင်တယ်သို့မဟုတ်ဖိရှားပြစ်နိုင်တယ်ဒီဥစ္စာလည်းအရေးပါတာပဲ။ ုတ်လားမှတ်ထားနော်ဥယင်းကိုစဉ်းစားရင်လူပြူချင်းကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့မန်ကိုဖယ်ရှားနိုင်တယ်နာချင်းကိုစဉ်းစားရင်မာချင်းကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့မန်ကိုဖယ်ရှားနိုင်တယ်တေချင်းကိုစဉ်းစားရင်ရှင်ချင်းကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့မန်ကိုဖယ်ရှားနိုင်တယ်အခုကိုယ်ချင်းကိုစဉ်းစားရင်တော့ဘာတော့တယောက်ပေါ်တယောက်တွဲတာမမောနေတဲ့တန်ရောစဉ်တရားတွေကိုဖယ်ရှားနိုင်တယ်အဲ့ဒီတန်ရောစဉ်တွေကြောင့်မဟုတ်တာတွေလုံးမိပြောမိတွေးမိတာတွေအများကြီးရှိတာဟုတ်တယောက်သူကလည်းပဲဖယ်ရှားတဲ့ အရေးပါတဲ့အရာတစ်ခုပေါ့နော်။အိုနာတေကွဲပြီးတော့ပါတော့ကန္နတောရဲ့အော်သူကလည်းရေးပါတာပဲ။နော်တတ္တဝါတွေအကောင်အဆိုးမျိုးမျိုးကိုနော်တွေ့ကြုံနေကြရတယ်၊ရင်ဆိုင်နေကြရတယ်ဆိုတာအဓိကသူတို့ပြုထားတဲ့အမှုနဲ့တန်တဲ့အကျိုးရလဒ်တွေကိုရရှိနေတာပဲ။ဟုတ်လား။ကောင်းတာပဲပြောပြောရှိုးတယ်ပဲပြောပြော။ကိုလုထားတာကိုရကြတာ။ဟုတ်လား။ လုတ်တယ်ဆိုတာကမ္မဆိုတဲ့ပါဠိစကားကိုအလုတ်လို့ပြောတာဟုတ်လားကာယကမ္မကိုယ်နဲ့လုတ်တဲ့အလုတ်ဝစီကမ္မနှုတ်နဲ့လုတ်တဲ့အလုတ်မနောကမ္မစိတ်နဲ့လုတ်တဲ့အလုတ်အလုတ်ကိုပါခေါ်တော့ကံအဲ့ဒီကံကနှစ်မျိုးရှိတဲ့အကျဉ်းများဖြင့်နော်အတိတ်ကာလကလုတ်ခဲ့တဲ့ကံရှိတယ်အခုပြည့်စုံပံဘဝမှာလုတ်တဲ့ကံရှိတယ်နှစ်ခုလုံးရေးပါတာပဲဟုတ်လားကံကံကံဆိုလို့အတိတ်ကလုတ်ခဲ့တဲ့ကံတစ်ခုတည်းရှိရဲ့ဘုကုန်းတော်ကနားလဲထားလို့မပြည့်စုံဘူးအဲ့ဒါအခမ်းမသိလို့ရှိရင်အဲ့ဒါပုပ္ပေကတဟေတုဒိဋ္ဌိတောင်ဖြစ်နိုင်တယ် နော်ကိုယ့်ရဲ့ကောင်းခြင်းဆိုခြင်းကအတိတ်ကာလပြုခဲ့တဲ့ကံတစ်ခုပေါ်မှာအဓိကမူတည်နေတာမူတည်နေတာတော့ဟုတ်တယ်အဓိကတော့ဒါပေမဲ့သူ့တစ်ခုတည်းပေါ်မှာမူတည်တာမဟုတ်ဘာပေါ်မှာမူတည်နေတယ်ပစ္စုပန်ကိုယ့်ရဲ့လောရက်တွေပေါ်မှာလည်းမူတည်နေမူတည်နေသေးတယ်ဟုတ်လားဟုတ်လားဒါကြောင့်ကံတရားကိုစဉ်းစားတဲ့အခါမှာကြည်ကြည်ပြတ်ပြတ်စဉ်းစားတတ်ဖို့လိုမယ်ပေါ့တချို့ကပြည့်ပြည့်စုံစုံကြည်ကြည်ပြတ်ပြတ်မစဉ်းစားတတ်တဲ့အခါကျတော့တော့ကံတရားရဲ့ပေါ်မှာတန်တရားဝင်ကြတာအမြင်မရှင်းကြတာ အဝိရှိကိစ္စတွေဖြစ်ပြီးတော့တချို့စိတ်နှလုံးပင်ပန်းကြတာတွေရှိတယ်ဟုတ်လားဒါနားမလဲတာပုံလေးနော်ဒါကြောင့်မြတ်စွာဘုရားဒီမှာအတ္တဝရင်ဟာကုပြုထားတဲ့နော်ကံနဲ့ထိုက်တန်တဲ့အကျိုးရလက်တွေကိုရနေကြတာဒါကိုစဉ်းစားရမယ်တနည်းအားဖြင့်ကုပြုခဲ့တဲ့ကံတွေရဲ့အကျိုးရလက်ကနေဘုံဘုံတို့တွေဟာရှောင်ပြေးလို့မရဘူးလုပ်ပြီးပြီဆိုရင်တော့ခြင်းကိုခြင်းဆိုင်ရလိမ့်မယ်ဒီဥစ္စာဘုံဘုံတို့ လုတ်ပြီးတာလုတ်ပြီးပြီဆိုရင်အလုံးနဲ့အကျိုးရလက်ချားထဲမှာဘုမတို့ဖြတ်တော့ပြစ်ချင်လို့မရဟုတ်လားဆွေမကောင်းတာလုတ်တယ်ဆိုရင်ဝင်ဆောင်သွားလာချေနောက်ကိုလှဲပင်းရလိုက်တယ်လို့မကောင်းတဲ့အကျိုးဆက်ကတော့လိုက်နေတယ်ဖြတ်ချင်လို့ဖြတ်ထားခဲ့ခြင်းလို့မရဘူးကောင်းတာလုတ်ပြီးရင်လည်းပဲချမ်းသာဒုက္ခလိုက်မှာပဲကိုယ်မုံလို့တခြားလူကလာပြီးတော့အဲ့ဒါကိုဖြတ်တော့ပြစ်ချင်လို့မရဘူးသူအကြောင်းနဲ့အကျိုးနဲ့ကမဖြစ်နေတော့ဆက်ဆက်နေတယ်ဒါကိုဘုမတို့ကခွဲခွဲပြစ်ချင်လို့ မရဘူးယင်မဆိုင်ခြင်းမူဆိုလို့မရဘူးဘောမှာအဲ့ဒီကံတရားကိုပြုတ်ပြီးလို့ရှင်အကျိုးရလက်ကိုမရအောင်တော့ရှောင်လွှဲနိုင်တဲ့တတ္တဝါဆိုတာမရှိဘူးဘယ်သူမှလူငင်းချမ်းသာခွင့်မရှိဘူးအဲ့တော့ကံတရားအမြဲတမ်းပြုတ်နေကြတာဘုံဘုံတို့ကဟုတ်လားအဲ့တော့အဲ့ကအဲ့ဒါပြုတ်ပြီးရင်အဲ့ဒါနဲ့တန်တာဘုံဘုံတို့ကြိုက်ကြိုက်မကြိုက်ကြိုက်လက်လက်ခံရဒါကိုပြောတာအဲ့အဲ့ဒီလောက်ထိစဉ်းစားမှနော်ကံအကြောင်းစဉ်းစားတာပို့ပြီးတော့လေးနဲ့တာအော်ငါအမြဲတမ်း ကံတွေကိုထုတ်လုပ်နေတာအဲ့ဒီအကျိုးဆက်တွေကငါကြိုက်တာမကြိုက်တာကို तू ကငဲ့ကွက်နေမှာမဟုတ်ဘူးလာတယ်ရှိတာလာနေမှာငကိုတော့ကလည်းငါကအမျိုးမျိုးမိုက်မိုက်မဲမဲတွေရောရမှန်ကန်တာတွေရောအမျိုးမျိုးမျိုးစုံကိုအကြောင်းပြုပြီးတော့ကံတွေကိုထုတ်လုပ်ခဲ့တာအဲ့ဒီဟာတွေရဲ့အကျိုးဆက်တွေကအခုလာနေတယ်ငါကြိုက်ကြိုက်မကြိုက်ကြိုက်တန်ခါရှင်ဆန်ရမှာတွေ့ရမှာကြုံမှာအဲ့လိုပဲတတ်တော်တိုင်းတတ်တော်တိုင်းဒီတိုင်းပဲသွားနေတာအားလုံးအမှတော့စဉ်းစားရမယ်စဉ်းကြရမယ်အဲ့ဒီကံကိုစဉ်းစားလို့ရှိရင်ဘာဖြစ်တုံးတဲ့ ဆင်းရဲဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့မကောင်းမှုအကုသိုလ်ဒုစရိုက်ကိုဓာတ်ရိုက်ဖယ်ရှားနိုင်တယ်သူကအဲ့တော့စွန့်ရနော်နော်အကုသိုလ်ကိုဓာတ်ရိုက်ဖယ်ရှားနိုင်တယ်သူမဟုတ်နေပါသွားစေနိုင်တယ်ဟုတ်တယ်ကံကိုစဉ်းစားလိုက်ရင်ကိုယ့်ကိုဒုက္ခဖြစ်မဲ့ဒုက္ခပေးမဲ့အရာကိုကိုမလုံးချင်တော့ဘူးကိုယ့်ကိုဆင်းရဲသွားအောင်စီရင်မဲ့လူကိုကိုမခန့်ရင်တော့ဘူးပေါ့နော်တကယ်တမ်းကကိုခန့်တဲ့ဟော အမှုတန်းကကိုယ့်ကိုပြန်ပြီးတော့စီရင်လိုက်တယ်လို့ပဲကိုယ်လှုပ်လိုက်တဲ့အလုပ်ကကိုယ့်ကိုပြန်ပြီးတော့မလုပ်တော့စီရင်တာဟုတ်လားတန်ဝတန်ဖြစ်တန်ကြီးတဲ့နဲ့လဲစဉ်းစားကြည့်ပေါ့ဟုတ်လားတန်ကြီးတန်အဖြစ်တယ်သူ့ရဲ့ဖြစ်ပေါ်ကတန်ဝပဲမလုပ်တော့ဖြည့်စည်းတယ်အဲ့လိုတတ်တော်ဝါလေးဆိုတာကိုပြုထားတဲ့အမှုကနေပြီးတော့နောက်ကောင်းချင်းဆိုချင်းတွေပေါက်ဖွားပြီးတော့ခန်းစားရင်းနဲ့ဘဝတန်တရားခီကိုသွားနေကြတယ်နော်ဒါကိုစဉ်းစားရမယ်အဲ့ဒါကိုစဉ်းစားရပါဖြစ်တော့အကုသိုလ်ဒုစရိုက်ကိုဓာတ်ရိုက်နေပါစေတယ်ဖိရှားနိုင်တယ် အိုနာတေကွဲကနတွဲအမြင်နေတိုင်းရှုဟုတ်ပြီနော်အဲ့ဒါကိုစဉ်းစားရင်ဘာအကျိုးရမလဲဆိုတော့တွဲပြီးတော့မြတ်စွာဘုရားပြောတာအင်းနောက်ဆုံးအရေးပါတဲ့အပိုင်းလေးဘုမောပြောခြင်းတယ်နောက်မကြီးကျော်တော့အဲ့ဒါကိုတေချာစဉ်းစားအဲ့ဒါပါလဲဆိုတော့ဒီအမှန်တရားကြီး၅ချက်ကိုစဉ်းစားတဲ့နေရာမှာကိုတယောက်ထဲတာဒီလိုဖြစ်နေတာဒီလိုဖြစ်ရမှာဒါကိုမလွန်ဆိုင်နိုင်တာလို့စဉ်းစားယုံမြတ်တယ်မပြည့်စုံဘူး တတဝါအားလုံးကဒီအမှန်တရားကြီး၅ချက်ကိုမရှောင်နိုင်ဘူးတတဝါတိုင်းတတဝါတိုင်းကဒီအမှန်တရားကြီး၅ချက်ကိုမလွန်ဆန်းနိုင်ကြဘူးအားလုံးကဒါကိုတွေးကိုတွေးရမယ်ကြုံကုန်ကြုံရမယ်လို့ဒီတဘာဝဟာငါတယောက်တည်းဖြစ်နေတဲ့တဘာဝမဟုတ်ဘူးတလောကလုံးမှာဖြစ်နေတဲ့တဘာဝလို့ဉာဏ်ကိုချဲ့ပြီးတော့စဉ်းစားဆင်ခြင်ရမယ်အပိုင်အဲ့ဒါကိုမြတ်စွာဘုရားတပိုင်းအနေနဲ့သီးတန့်ထားဟောတာဟုတ်လားအိုခြင်းကိုစဉ်းစားရင်ကိုယ်တယောက်တည်းအိုတာကိုစဉ်းစားအစရတော့ပေါ့နော် နောက်ကျွမ်းကျင်ပြီဆိုရင်ပါတော့အကုန်လုံးမြင်မြင်သမျှကိုစဉ်းစားမယ်ကိုဘေးရလူတွေအော်အိုလူလေးတွေအိုလောင်းလေးတွေဟုတ်လားအဲလူသေးသွားပြီဆိုရင်မตาလောင်းလို့ခေါ်ကြတယ်မตาမရဖြစ်တော့မဲ့ဟာအမှန်ဖြစ်နေပြီအမှန်မตาလောင်းဆိုတဲ့ကသေးပြီးမှခေါ်တင်းတဲ့စကားဆိုတာတဲ့မသေးခင်ခေါ်တင်းတဲ့စကားဆိုပိုးတောင်မှန်သေးတယ်မตาမရဖြစ်မဲ့အလောင်းလျာလေးငါဖျားဖြစ်မဲ့အလောင်းလျာကိုဖျားလောင်းဟုတ်လားနော်မตาလောင်းလို့ခေါ်ကြတယ်ဟုတ်လား အိုလောင်းနာလောင်းသေးလောင်းတကယ်တကယ်ကဟုတ်လားဒါဖြစ်ကိုဖြစ်မှာတေချာပေါက်ပေါ့နော်အဲ့လိုစဉ်းစားတဲ့ခါမှာဘုံဘုံတို့ကကိုတူရဲတယောက်တည်းကိုစဉ်းစားတာနဲ့ဘလို့မှမပြည့်စုံဘူးအားလုံးသောတတ္တဝါတွေပထမအဆင့်ကတော့ကိုဘေးရလူတွေကိုအကုန်စဉ်းစားဟုတ်တယ်အထူးသဖြင့်တေချင်းကိုစဉ်းစားရင်လေကိုဘေးရလူတွေကလည်းတေလူကိုချစ်တဲ့လူတွေကလည်းတေလူလို့စဉ်းစားရင်ဘုံဘုံတို့မြင်စိတ်ထဲကအလွန်ပေါ့သွားတာနောက်ရှင်အဲ့ဒီလူနဲ့ပတ်သက်ပြီးတော့လေးနေသေးတယ် သူကငါ့ကိုဘယ်လိုမြင်မှာသူ့အတွက်ငါဘာလုပ်ပေးရအောင်မဘလို့ညာလို့ဟာတန်ဩစဉ်နေနဲ့ဟာသူလည်းတည်မှာပဲဆိုတော့တော်တော်ရှင်းသွားတယ်။မအဲ့တော့တခါလေးဖုန်းကဆင်းရင်တည်ခြင်းမှလည်းပဲအဲ့လိုကောင်းတဲ့အချက်ကလေးတွေလည်းရှိနေပါလားပေါ့။ကိုဘွားလည်းတည်လူလို့စဉ်းစားရင်တိတ်အရင်ပါတော့ဩတည်သွားပြီးသွားမှာပဲ။ဒီဘွားရဲ့အဆင်ပြေတာမပြေတာတွေကိုပြောတာပါ။နော်ကြိုက်တာတွေမကြိုက်တာတွေတီးပြီးဆိုတာနဲ့ပြီးပြီးသူ့အတူတူဘယ်သူကဘာပြောရင်အဲ့ဒါကိုသိတော့တာမဟုတ်ဘူးလေဟုတ်လား စဉ်းစားကြည့်နော်တည်ခြင်းကိုစဉ်းစားလို့စိတ်နှလုံးအေးချမ်းတယ်ဆိုတာကို အပေါ်ရင်လေးဖုံဖုံပြောကြည့်တာအဲ့ဒါလိုပဲကိုဟာတရားမှာဖြစ်တယ်လို့ဘေးကလူတွေလည်းတရားမှာလို့တည်လူတွေလို့စဉ်းစားအဲ့ဒီလူတွေနဲ့ပတ်သက်တဲ့အရှုပ်အထွေးတွေလည်းပဲစိတ်ထဲမှာပါတော်တော်ရှင်းသွားတယ်လို့ဖုံဖုံထင်တယ်ဟုတ်လားဒါကြောင့်အကုန်လုံးကတရားမှာလို့စဉ်းစားအញ្ញမ်းပိုးပြီးတော့မြင့်လာဟုတ်လားအိုခြင်းနာခြင်းတည်ခြင်းခွဲခွာခြင်းကံတော့ကိုတိအောင်ထဲစဉ်းစားလို့မပြည့်စုံဘူးအားလုံးကိုစဉ်းစားရမယ်အဲ့ဒါမြတ်စွာဘုရားဘယ်လိုဟောတာတော့ နာခောအဟိညေဝေကောမရဏဓမ္မမရဏအနတ္တိတောအထာခောယာဝတာတတ္တန္တအာဂတိကတိသုတိနဥပပတိတဗ္ဗေတတ္တမရဏဓမ္မမရဏအနတ္တိတတိအဲ့ဒီဘယ်ကငါတယောက်ထဲသာလင်ဒီသေခြင်းတရားကိုတွေ့ရတာမဟုတ်ဘူးမလွန်ဆန်နေတာမဟုတ်ဘူးအဲ့ဖြစ်လာသည်မြထွက်ခွာသွားကြမယ်နော်ဂတိသုတိဥပပတိဟုတ်လားမွေးဖွားလာကြတဲ့တတ္တဝါမှန်သည်မြအကုန်လုံးတဗ္ဗေတတ္တအကုန်လုံးတတ္တဝါတွေဟာ ပေးကြလိမ့်မယ်လို့အဲ့လိုစဉ်းစားမယ်တဲ့အဲ့လိုစဉ်းစားတော့ဘာဖြစ်တုံးလဲတတတန်ထာတာအဘိနံပိစ္ဆဝခါတော်နမေကောတင်စာယတိအဲ့လိုစဉ်းစားလို့ရှိရင်မက်ဆိုတဲ့လမ်းကြောင်းပေါ်လာတယ်တဲ့ဒါလေးကိုဘုမောပြောနေတာသူသူ့ရဲ့အရေးပါမှုအကျိုးရလက်ကြီးမှမှုပြောတာနော်ငါတယောက်တည်းသိရမှာမဟုတ်ဘူးငါတယောက်တည်းဒီ၅မျိုးနဲ့တွေ့ရမှာမဟုတ်ဘူးအကုန်လုံးဒီ၅မျိုးနဲ့တွေ့ရမယ်လို့ ။တော့စဉ်းစားလို့ရှိရင်မက်ကိုတင်စာရဲ့တီမက်ဖြစ်ပေါ်လာတယ်။အဲ့တော့မက်ဆိုတာမက်ကဆိုတာလမ်းကြောင်းဘာလမ်းလဲ။ဒါဘုံဘုံတွေးမိတာတော့နိဗ္ဗာန်ကြောင်းမဲ့လမ်းငြင်းအေးမှုစီကိုရှောက်သွားမဲ့လမ်းပေါ့နော်။အဲ့ဒီလမ်းပေါ်လာပြီဆိုရင်တဲ့သောတံမက်ကအာတိဝိတိဘာဝိတိဘဟုလီကရောတိ။အဲ့ဒီလမ်းကိုချိန်ဖန်များစွာပွားများတဲ့နော်။ကျင်းပများစွာနှလုံးသွင်းတယ်၊မှီဝဲတယ်ဆိုတော့အဲ့လမ်းကိုရှောက်တယ်။နော်လမ်းလေးရပြီဆိုဘာလုပ်မလို့ရှောက်။ရှောက်လို့ရှိရင်ခီးရောက်မှာပေါ့ ဟုတ်လားအဲ့တော့ဘုံမလို့လမ်းလေးအရင်ပေါ်အောင်လောက်အောင်နော်လမ်းအရင်ပေါ်အောင်မလို့လို့မလို့အတယောက်တစ်ဖြစ်တဲ့ကိစ္စမဟုတ်အလုံးဖြစ်တဲ့ကိစ္စဒါကိုခဏခဏစဉ်းစားစဉ်းစားရင်လမ်းဖြစ်လာမယ်လမ်းဖြစ်လာလို့အဲ့ဒီလမ်းကိုခဏခဏရှောင်မယ်လမ်းကိုမိဝဲမယ်လမ်းကိုပွားများမယ်ဆိုလို့ရှိရင်နော်မက်ကင်ကိုပွားများမယ်မက်မက်လို့ဒီမှာဟောတယ်ဟုတ်လားတောတံမက်ကအာသဝတိဘာဝတိဘူလီကရောတိတတတံမက်ကအာသဝတောဘာဝရတောဘူလီကရောတောအဲ့လိုမိဝဲမယ်ပွားများမယ်ကျိန်ပါများစွာလုပ်မယ်ဆိုရင်နောက်တန်ယောဇနာနေတပ်ပတ်တော်ပိဟိယန္တိ အလုံးစုံသောတန်ရောစဉ်တရားတွေကိုဖယ်ရှားနိုင်လိမ့်မယ်တဲ့။နောက်အနုတရားပြန်တီဟွန်တီတဲ့။နောက်အနုတရားတရားတွေအကုန်လုံးကိုကုန်ခန်းသွားစေလိမ့်မယ်တဲ့။ရဟနာဖြစ်မယ်လို့ပြောတာ။ပေါ်တိတိမအောင်မီနဲ့နော်။ဩနာတေခွဲကနှစ်တွဲကိုစဉ်းစားဆင်ခြင်ခြင်းဟာကြီးမားတဲ့စွမ်းအားအာနိသင်ကိုဖြစ်စေတယ်။ဟုတ်လား။စဉ်းစားတရားအထုတ်တယ်ဆိုတာနှီးမျိုးစုံရှိတာ။နောက်လူရင်းကဘဝခန္ဓာရဲ့အကြောင်းကိုအမှန်ကန်သိဖို့စူးစမ်းကြတာ။ အတ္တိပဒံတရားအထုတ်တယ်ဆိုတာကတော့ဖြစ်တိုင်းသိအောင်သူကကြိုးစားတာဒါကြတော့ပါတော့စဉ်းစားဆင်ခြင်တဲ့ဤဟောကြီးရဲ့မကောင်းတဲ့ဒုက္ခသစ္စာကိုသိဖို့အတွက်ရှေ့ရှုတာပဲသူကလည်းပဲဟုတ်လားနော်အိုကကောင်းသလားပေးကောင်းမလို့ဘယ်သူမှမကြိုက်ဘူးအဲ့လိုပဲပိုးဆိုးတယ်နာတာပိုးတောင်မကြိုက်သေးတယ်တကယ်နားလာပြီဆိုရှိတဲ့စီတင်ကိုငင်ကိုမရှိနာခြင်းကိုမကြိုက်ဘူးပျောက်ပဲပျောက်ချင်နေတယ်ဟုတ်လားသေးတာကောင်းလားဘယ်ကောင်းမလို့ဟုတ်လားအဲ့တော့ပြောရင်တာပါတော့ဘဝရဲ့သဘောအမှန်ကိုနော်သိအောင်မြတ်စွာဘုရားစဉ်းစားခိုင်းတယ် ။အိုနာတိကွဲကန်တဲ့မြင်နေတိုင်းရှုဟုတ်လားဒါကိုစဉ်းစားတဲ့အခါမှာအရေးကြီးတဲ့ဆင်ရပါတော့ကိုတယောက်တည်းဖြစ်နေတဲ့ကိစ္စမဟုတ်ဘူးတလောကလုံးဖြစ်နေတာဒါအခုခေတ်အခုအချိန်အခုအချိန်နေမှာဒီစကားပြောစရာအလွန်ကိုကောင်းတယ်ဟုတ်လားကိုတယောက်တည်းဖြစ်နေတာမဟုတ်ဘူးအများစုကြီးဖြစ်နေတာလောကကြီးရဲ့သဘောဒါတွေကဖြစ်တတ်တဲ့သဘောเนาะအထူးအဆန်းကြီးတိတ်ပြီးတော့လုံနေလို့မရဘူးဒါဖြစ်တတ်တဲ့သဘော နော်ခစ်ဆက်ဆက်မှာလည်းပဲတချို့ခစ်ကာလာတွေမှာဖြစ်ကြတာပဲလေဟုတ်လားအဲ့လိုဖြစ်ပြီဆိုရင်ဘုံဘုံတို့ကဘာအမျက်ထွက်အောင်ကြိုးစားမှာလဲ။ဟောလောကကြီးကဒီတိုင်းမှာလား။နော်လောကကြီးရဲ့သဘောကွာသာဒီတိုင်းမှာလားလို့ဘုံဘုံတို့ကတိတဲ့အမြင်ကိုရအောင်ကြိုးစားရမယ်။အဲ့ဒါဆိုရင်ဘာဖြစ်လာမလို့မက်ဖြစ်ပေါ်လာမယ်တဲ့။နော်လောကကလွတ်မြောက်ကြောင်းကိုနော်လွတ်မြောက်ကြောင်းလမ်းကိုရှောက်အောင်ရောက်သွားမှာနော်။ နောက်မဆင်းလောကရဲ့အကြောင်းကိုမသိဘဲနဲ့လောကတွေပဲခြားလည်းပဲခြားလည်းပဲရမ်းနေအောင်သွားခြင်းနေမှာလေဟုတ်လားဟောလောကကြီးကတော့ပြုံမှုတဲ့နဲ့အရာကြီးမဟုတ်ပါလားသူ့ကိုထားခဲ့တဲ့လွတ်မြောက်အောင်လုပ်တဲ့နဲ့အရာကြီးပါလားလို့တိအောင်ဉာဏ်ကိုမြင့်အောင်ဘုံတော်ဒါကိုတော့အမြင်ကြည်အောင်ကြိုးစားရမယ်ဒီမှာမြတ်စွာဘုရားဓာတ်ရဲ့ဟောတာဟုတ်လားအတယောက်တည်းဖြစ်တဲ့ကိစ္စမဟုတ်ဘူးအဟင်ကြီးဝေကောပါငါတယောက်တည်းဖြစ်တဲ့ကိစ္စမဟုတ်ဘူးနော် ပပိတ္တတအလုံးစုံသောတတ္တဝါတွေဟာဒီဟာတွေးကြမယ်ကြုံကြမယ်ဖြစ်ကြမယ်အဲ့လိုမြန်စဉ်းစားရင်မဲ့ဖြစ်လာမယ်အဲ့ဒီမဲ့ဖြစ်လာပြီဆိုရင်အဲ့ဒါကိုပွားများမယ်မှီဝဲမယ်ကြည်မာများစွာအားထုတ်မယ်ဆိုရင်ဘာပြောတာလဲတန်ရောဇဏာနေတပ်ပတ်တော်ပီရန်တီတန်ရောဇဉ်အကုန်လုံးကုံသွားမယ်အဲငါတို့မတန်ရောဇဉ်တွေကများလိုက်တာဘယ်လိုများဖြစ်အောင်လဲမသိဘူးမှအခုနီးတွေ့ပြီလို့ဆိုနိုင်မို့လားဆိုနိုင်တယ်ဟုတ်လားအနုတေယပြန်တီဟွန်တီနော်ဘွားတန်တရားလျှောက်လုံးဟာ ်ကိုယ်စိတ်ထဲမှာအနုတ္တယသဘောအနေနဲ့ကိန်းလာတယ်မကောင်းတဲ့ဓာတ်တွေအနုတ္တယခုနှစ်ပါးရှိတယ်ဟုတ်လားမကောင်းတဲ့ဓာတ်တွေအကုန်လုံးဘာလို့သွားမလို့နော်ဖြတ်တောက်သွားနိုင်မကုန်ခန်းသွားစေလိမ့်မယ်ဖယ်ရှားပြစ်လိမ့်မယ်လို့အဲ့လိုမျိုးဆိုပြဟောတယ်ဟုတ်လားဒါကဟောရုပ်တရက်နော်အခုလောလောဆယ်လောင်နေတဲ့သောကပတိဒေဝမီးကိုငိမ့်သက်နိုင်ယုံမြမကဘူးနော်တခြားလုံးလောင်ခဲ့တဲ့လောင်လက်တက်မီးတွေကိုပါညှိတဲ့ပေးနိုင်တဲ့အစွမ်းရှိတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဟုတ်လား ဒါကြောင့်တရားနာရတယ်ဆိုတာစိတ်နှလုံးကိုငြင်းအေးစေတယ်တတ်တာရစေတယ်ဆိုတာကိုယ့်ရဲ့စဉ်းစားပုံစဉ်းစားနည်းလေးတွေအမြင်လေးတွေအတွေးလေးတွေကလမ်းတည့်သွားလို့အဲ့ဒီအကျိုးရလက်ကိုရတာဟုတ်လားအဲမိနစ်30တောင်ကြောသွားပြီနော်မြစ်တံပို့ပြီးအဆုံးသတ်ကြရအောင်ဗျာဘဝတုသဗ္ဗမင်္ဂလာရကံတုသဗ္ဗတေဝတ္တသဗ္ဗဗုဒ္ဓံနုဘဝေနတရာဒုက္ခေဘွန်တုတေ ဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မနုဘာဝေနတရာဒုက္ခိဝန္တုတိဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗတံဃာနုဘာဝေနတရာဒုက္ခိဝန္တုတိဒေတုမကံတေတယနာပိသပေါင်းသူတော်ဟောင်းတို့ဇာတအလုံးသောတတဝအနန္တတို့အာသဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသည်မြတ်မင်္ဂလာဝဝတိဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း ဓမ္မဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ချက်နေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ချက်နေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ချက်စောင့်ချက်နေကြကုန်သောနတ်မြတ်နတ်ကောင်းနတ်ပေါင်းတို့ကလည်းပဲရက္ခဏတို့ကောင်းစွာ မသိဆောင်ရှောက်တော်မူနိုင်ကြပါစေတည်းဓမ္မဘုရားတို့ဘာဝေနခင်ငါဝါလူသေးစုမကပွင့်တော်မူကြတယ်သို့တော်ဒါပါဖျက်ရှင်ကိုယ်တော်မြတ်တို့ရင်တကောတည်ဆုံးအနုဘောတော်တို့ကြောင့်၎င်း သဗ္ဗဓမ္မနုဝဝေနမေလီတံဖူလီတံနိဗ္ဗာန်ပရိယတိဟုဆိုသောစေတံသောတရားတို့မြတ်တို့ရဲ့တကုတ်တေဇောအနုဘောတို့တို့ကြောင့်၎င်းသဗ္ဗတံဃာနုဝဝေနမေကထံလေးယောက်ပလတံလေးယောက်ဟုဆိုသောရှေယောတော်ရိယတံဃာရှင်မြတ်တို့နဲ့တကွာတိလကုံသမာတိကုံပညာကုံတို့နဲ့ပြည့်စုံတော်မူကြတဲ့သမှုတိတံဃာအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတ်တေဇောအနုဘောတို့တို့ကြောင့်၎င်း တရားနေရောညပါဘေခါမဆိုင် ခြင်းရှိတိုင်းခြင်းရှိတိုင်းဒုက္ခကိုစိတ်နှပြချမ်းမှချမ်းသာခြင်းရှိကြကုန်သည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း